ဟုတ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဒီကလေညဉ့်ညိုင်းရင်းနဲ့ရွေးကောက်ပွဲဆိုတော့ကျွန်တော်ညဉ့်ညိုင်းရင်းနဲ့ပဲစမိပါမြမညဉ့်ညိုင်းရင်းရထားကြီးကဘယ်ကိုရောက်နေပြီလဲဟိုတွဲလိုက်မှာစကောင်းပါတယ်ဆိုတာနေစပြောရမယ်ထင်တယ်အဲ့တော့ညဉ့်ညိုင်းရထားကြီးကလည်းတယောက်ကိုစကောင်းတစ်ကောင်းစီနဲ့မောင်းနေကြသလားတောင်းအောင်းမိရတယ်အဲ့တော့ပြောရရင်တော့အရင်က NCA တို့ကအချိန်ရနေတဲ့ဟာလေးတွေပါအကုန်ပြတ်သွားတယ်နောက်တစ်ခုကဟို EO တွေဆိုမှာဆိုတာကဟို Central Command ရှိတယ် ဆိုတော့အခုကကြတော့ actor အစ်စ်တွေကအယမ်းများလာတယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလောလောဆယ်မှာငင်းငင်းရေးကိုပြောရင်ဒီအလဲဘဟုပေါ့စတဲလို့ရမယ်အခြေအနေကိုကျွန်တော်တို့ဖန်တီးပြီးတော့မှတပြေးပြေးချင်းတိုးချက်သွားဖို့တစ်ချိန်တည်းမှာလဲဘိုင်းလက်ထွယ်ပေါ့ဟိုတွေ့တာတွေ informal တွေ့တာတွေအဲ့ဓာတွေကိုကျွန်တော်တို့ကလုတ်သွားဖို့လိုတယ်လို့မြင်ပါတယ်။အဲ့တော့လေကျွန်တော်တို့ ဒီဘက်ကအာဆီယံလည်းပြောနေတယ်ရွေးကောက်ပဲလို့ရင် all inclusive ပါမယ်လို့ပြောနေပါတော့။ဒီဘက်မှာလည်းနတ်နတ်ကန်အဖွဲ့ကဥမာပြင် EA ကိုရှိတယ် PDF ရှိတယ်။အဲ့တော့ EA နဲ့ PDF ကိုကျွန်တော်တို့တွဲမြင်လို့ရမလားခွဲပြီးတော့မြင်မလားအဲ့ဒါလေးတစ်ချက်လောက်။အခုကျွန်တော်တို့လက်တွေ့မြင်နေရတာဒါရှမ်းမြောက်အခြေအနေပေါ့။ဆိုတော့တကယ်ကကွဲသွားပြီပေါ့။ဆိုတော့ EA ကစကတဲ့ကသူတို့ရဲ့ဟိုပေါ်ပေါက်လာပုံမူလဇင်းမြစ်တွေရှိတယ်။နောက်သူတို့ရဲ့မျှော်မှန်းချက်တွေယာတာချက်တွေရှိတယ်။အဲ့ဒါတွေက ဒီအခုမှပူပူနွေးနွေးဖြစ်လာတဲ့ PDF တွေနဲ့ကဘလို့မှထပ်တူဖြစ်မှာမဟုတ်ဘူးဒါအခုမှမဟုတ်ဘူးဦးနုဟိုပြည်ပြေးပေါ့အဲ့ဒါဟိုပြည်ချစ်တက်မတော်ဖွဲ့တုံးကလည်းဟိုဒေသခံတိုင်းရင်းသားတွေရဲ့ဟိုစံဓာနဲ့ရောက်လာတဲ့ဒါဟိုပြည်ချစ်တက်မတော်ရဲ့စံဓာတွေနဲ့ကမတူတော့ကွဲကုန်ကြတယ် ABSDF သွားတော့လေတချို့ဒီပြဿနာတွေပေါ်တာပဲဒါကြောင့်ကျွန်တော်တို့ကဟိုလက်နက်ကင်တော်လိုင်းရင်းနဲ့ပတ်သက်ရင်ကိုကိုတိုင်းလဲစူးစမ်းခဲ့ဘူးတယ် ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဒီနိုင်ငံရေးနီလန်းကိုပဲရွေးချယ်ခဲ့တာဖြစ်တယ်အဲ့တော့ခုနကပြန်မိကုန်းပြန်ပြောရင် EO နဲ့ PDF တွေလည်းထပ်တူဖြစ်မှာမဟုတ်ဘူးကွဲမှာပဲအဲ့တော့ all inclusive ဆိုတဲ့နေရာမှာ EO တွေပဲပါတဲ့ PDF တွေမပါသေးဘူးဆိုတဲ့ပြောလားဟုတ်တကယ်ကတော့တနတ်တန်တစ်ချက်ပေါက်ရင်အပြည့်အစုံငြိမ်းချမ်းတယ်လို့ပြောလို့မရဘူး ဟောဒါကြောင့်မလို့ကျွန်တော်တို့ကပြည်စုံတဲ့ငြိမ်းချမ်းရေးဆိုတာကတော့အားလုံးပါဝင်ဖို့လိုတယ်ဆိုတာမှန်တယ်။သို့တော့တစ်ချိန်တည်းမှာတစ်နေရာတည်းမှာအကုန်စုပြီးဆွေးနွေးဖို့ဆိုတာကတော့လက်တွေမဖြစ်နိုင်ဘူး။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုဆွေးနွေးတဲ့အဝန်အဝိုင်းကိုချဲ့ဖို့ပဲ more and more inclusive လို့ကျွန်တော်ကသုံးနှုန်းတာပေါ့နော်။ဆိုတော့အဲ့ဒါကပို့ပြီးလက်တွေ့ကြမယ်လို့မြင်ပါတယ်။လက်ရှိရွေးကောက်ပွဲပေါ့နော်။ကျင်းပမယ့်ရွေးကောက်ပွဲရှိအဲရွေးကောက်ပွဲပေါ့ပြည်သူပါတီရဲ့သဘောထား။ဟိုကျွန်တော်တို့ကပါတီထောင်ပြီးဆိုကြတဲ့ကဒါရွေးကောက်ပွဲကကျွန်တော်တို့ကဖြတ်သန်းရတော့မယ်။ သို့တော့ကိုပြောရင်ရွေးကောက်ပွဲဖြတ်တန်းတာဟာအာနာနဲ့သွားသွားပြီးတော့ဓာတ်ရိုက်ချိတ်တာမဟုတ်ဘူး။ဘာလို့တော်ဝင်ယူခြင်းလို့ကျွန်တော်တို့ကဒီနီလန်ကိုရွေးတာ။အဲ့တော့ငင်းချမ်းကြီးအကြောင်းပြောရင်လည်းပဲဟိုရွေးကောက်ပွဲမလို့ရင်ဘယ်လိုဆက်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမလဲ။အဲ့တော့တာမန်ချင်းနေမဟုတ်ဘူးဆိုပြီးတော့6လတစ်ချိန်6လတစ်ချိန်တိုးနေတာကြီးကိုပဲကျွန်တော်ဇက်မျိုးကြီးကိုကျွန်တော်ဆက်ရင်ဆိုင်မလား။ အဲ့ဒါမှမဟုတ်ရင်ရွေးကောက်ပွဲကနေနိုင်ငံရေးအခင်းကျင်းအသစ်တစ်ခုကိုကျွန်တော်တို့ဖန်တီးမလားဒါကိုကျွန်တော်တို့ကရွေးချယ်ရတယ်။အဲ့ဒါကြောင့်မလို့လေညဉ့်ညံရေးဆောင်ရွက်ဖို့ဆိုတာကလည်းရွေးကောက်ပွဲပြီးသွားမှဒီဟာကြီးကတကယ်ကိုပုံတရံသစ်နဲ့ဖြည့်ရှင်းရမယ်အခြေအနေလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ဒါဆိုအခုလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကနိုင်ငံရေးပိတ်နေတာ Political deadlock ဖြစ်နေတယ်လို့သဘောလား။နိုင်ငံရေးကပိတ်တာမှပျောက်လူနေပါဖြစ်နေတာ။ဒါကျွန်တော်တို့ဆိုရင်ပြောရရင်ဟိုပုထုဇဉ်နေနဲ့ပြောရရင် ဒီရင်းနေတဲ့သူတော်တော်များများကတောက်ဟုတ်တာတယ်မလုပ်သင့်တော့ဘူး။တော့ပြောကျွန်တော်မိသားစုဟာစအရင်တော့အင်မတန်နိုင်ငံရေးထက်သန်တဲ့မိသားစုတောင်မှအခုချိန်နေပြီးမှတော့ပြောရင်မိသားစုနဲ့အေးအေးဆေးဆေးပြန်နေတာမျိုးကိုလိုချင်ကြတယ်။ဆိုတော့အဲ့ဂျားထဲကနေပြီးတော့ဒါကျွန်တော်တို့ဒီလောက်ဖြတ်သန်းခဲ့ပြီးတော့ဒီအခြေအနေကြီးကိုပြစ်ထားခဲ့ရမယ်ဆိုတာကိုလက်မခံနိုင်လို့ကျွန်တော်တို့ကဆက်လုပ်နေတာ။ဒါကြောင့် ဒီရွေးကောက်ပွဲဒီနိုင်ငံအပြောင်းလဲအတွက်ဒါဟိုပထမအဆင့်တစ်ခုပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြောနေတာအသွင်ကူးပြောင်းရေးရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောနေတာ transitional election ဒါဟိုထပ်ကတလဲလဲပြောနေတာကအာရွေးကောက်ပွဲပြီးရင်အာဏာရမယ်ဆိုတော့ခပ်ပိမ့်ပိမ့်လောက်နေတော့ဟိုမပြောကြတော့ကောင်းတယ်နော်ဟိုကျွန်တော်အာဏာကလိုချင်လို့ရှိရင်ထိုက်တင်တဲ့အာဏာကတော့ပြီးခဲ့တဲ့ခေတ်တွေမှာတည်းကလိုချင်ရင်ကျွန်တော်တို့ယူလို့ရတယ်အဲ့တော့ကိုကိုနိုင်က နိုင်ငံပြုပြင်ပြောင်းလဲမှုကိုပဲဥတည်ပြီးတော့စူးစမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်လည်းဒီလောက်ကျွန်တော်တို့ဟိုအပင်ပန်းခံအကြက်သေးတွေကြားထဲမှာကျွန်တော်တို့ဆောင်ရွက်နေတာပေါ့နောက်ဆုံးမှာဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုသတင်းစကားပေးပါဆိုဘာပြောမလဲရွေးကောက်ပွဲကိုစန့်ကျင်ရင်ဘာလုပ်မလဲဆိုတာကိုစဉ်းစားနောက်တစ်ခုကနိုင်ငံရေးကကိုယ်ကမပတ်သက်ခြင်းလဲမိဖို့တောင်းတဲ့ရောက်လာတာအဲ့တော့ကျွန်တော်တို့ကဒီနိုင်ငံရေးပြောင်းလဲခြင်းနဲ့ဆိုရင်ရွေးကောက်ပွဲကိုဟလာ တကယ်ကိုယ့်အတွက်ကိုစားပြုမဲ့ ပြီးတော့ဒီမိုကရေစီရေးဖက်ဒရယ်ရေးမှာခိုင်ခိုင်မာမာယက်တည်တဲ့အင်အားစုတွေကိုလုတ်ပိုင်ခွင့်ရအောင် လုတ်မပေးဘူးဆိုရင်စိတ်တန်းကြသူများလုတ်သွားတာခံရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ကိုယ်လုတ်ပိုင်ခွင့်ကိုယ့်ရဲ့ရပိုင်ခွင့်ကိုကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးပြောင်းလဲမလားသူများလုတ်ချင်တိုင်းလုတ်သွားတဲ့ပြောင်းလဲတာကိုခံမလားအဲ့တော့ကျွန်တော်တို့ကကိုယ်ကိုယ်တိုင်ပြောင်းလဲမလားသူများပြောင်းလဲသွားတာကိုခံမလားဆိုတာပြည်သူတွေကရွေးချယ်ရမယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ် ဘာများထပ်ပြောရရှိသည်အဲ့တော့အဓိကကတော့ဟိုရွေးကောက်ပွဲဟာပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာတဲ့ပြဿနာကိုအသွင်ပြောင်းပြီးဆက်လက်ဖြေရှင်းနိုင်ဖို့အတွက်စူးစမ်းနေတာဖြစ်တယ်အဲ့တော့တေချာတာကတော့လက်ရှိဖြစ်နေတဲ့အရေးပေါ်အခြေအနေမှာနိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေတာတွေနောက်ဆုံးပြောရင်စီစာကြုံတော်တို့ဘာလို့ကျွန်တော်တို့ဥပဒေပိုင်းဆိုင်ရာဟလာရပိုင်ခွင့်တွေဆုံးရှုံးနေတာတွေကိုပြန်ပြီးတော့ရရှိလာအောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ပြီးတော့တည်ငြိမ်မှုနဲ့ ဒီတရားဥပဒေစိုးမိုးမှုကိုရွေးကောက်ပွဲရနေတဆင့်နောက်တချို့မိဖက်နိုင်ငံတွေနိုင်ငံတကာရဲ့ပူပေါင်းဆောင်ရွက်မှုပါပို့ပြီးတော့အားကောင်းလာရင်လက်ရှိအခြေအနေတော့ပိုပြီးကောင်းလာလိမ့်မယ်လို့မျှော်လင့်တယ်။ဒါကြောင့်ဟိုပြည်သူတွေအနေနဲ့နိုင်ငံရေးနီလန်းကိုအားပေးဖို့နဲ့ဟလာဟိုထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးပါဘူး။